မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်တွင်းမှာအမေရိကန်ဒေါ်လာဈေးမြင့်တက်မှုကိုမထိန်းနိုင်တော့တဲ့စစ်ကောင်စီဗဟိုဘဏ်ကနိုင်ငံငွေအယောင်ဝယ်ဈေးကစားတဲ့ Facebook page နဲ့ internet ဆမင်နာ16ခုကိုပေါ်ထုတ်အရေးယူမယ်ဆိုပြီးထုတ်ပြန်ကြေညာလာပြန်ပါတယ်ချင်းမီနတီတိတ်မျိုးတွင်တိုက်ပွဲမှာအကြဖတ်စကောင်စီရဲ့နတ်တလာရုံနဲ့ yes ကန်ကိုချင်းတော်လန်ရိတ်တက်တွေကတိမ့်ပိုက်လိုက်ပြီး ရဲခုနှစ်ဦးကိုအရှင်ဖမ်းမိထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်တွင်းမှာအမေရိကန်ဒေါ်လာဈေးမြင့်တက်နေမှုကိုမထိန်နိုင်တော့တဲ့စစ်ကောင်စီဗဟိုဘဏ်ကနိုင်ငံသားငွေအယောင်ဝယ်ဈေးကစားတဲ့ Facebook page နဲ့ Internet Seminar 16ခုကိုဖော်ထုတ်အရေးယူမယ်ဆိုပြီးထုတ်ပြန်ကြေညာလာပြပါတယ်မြန်မာနိုင်ငံကပြည်တွင်းစီးပွားရေးဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးမြင့်တက်နေမှုကိုမထိန်နိုင်တော့တဲ့စစ်ကောင်စီဗဟိုဘဏ်ကဒေါ်လာရောင်းဝယ်ဈေးကစားတဲ့ internet ဆက်မြနာနဲ့ Facebook page 16ခုကိုဒါကညာငွေစီမံခန့်ခွဲမှုဥပဒေပုံမှအပြင်ရာဇသက်ကြီးပုံမှနဲ့ပါအရေးယူမယ်ဆိုပြီးမေလ26ရက်နေ့ဖြစ်တဲ့မနေ့ကပဲထုတ်ပြန်ကြေညာလိုက်ပါတယ်လက်ရှိပြည်တွင်းကဈေးကွက်ထဲမှာအမေရိကန်ဒေါ်လာတန်ဖိုးတွေထိုးတက်နေတာဟာပြည်တွင်းမှာဒေါ်လာရှားပါလာတာတွေအပြင်စစ်ကောင်စီကိုယ်တိုင်ကဒေါ်လာရောင်းချပေးခြင်းမရှိတော့ဘဲ အယောင်ဝဲလုတ်တဲ့ Facebook page နဲ့ internet စာမျက်နှာတွေကိုအရေးယူုံနဲ့ဒေါ်လာတန်ဖိုးကကျသွားစရာအကြောင်းမရှိဘူးလို့လဲ UMS CCI ရဲ့စီးပွားရေးသမားတဦးကရှင်းပြထားပါတယ်လက်ရှိမှာစစ်ကောင်စီရဲ့ဗိုလ်ဘဏ်ကလည်းသူတို့လုတ်တာဟာနီလန်းကုန်နေပြီဖြစ်တဲ့ပြင်ဒေါ်လာဈေးထိုးတက်တာကိုဘလို့မှမထိနိုင်တော့ပဲထင်ရမြင်ရတွေရှောက်လုတဲ့သဘောဖြစ်ပြီးလက်ရှိပြည်တွင်းမှာကဒေါ်လာအကြီးအကျယ်ရှားပါးလာပြီဖြစ်တဲ့အတွက်သိမ့်မကြခင်အမေရိကန်ဒေါ်လာကို 9000ကျက်အထိရောက်သွားမဲ့အခြေအနေရှိနေတယ်လို့လဲ UMSCCI ရဲ့စီးပွားရေးသမားတဦးကသုံးသပ်ပြောဆိုထားပါသေးတယ်ခင်ဗျတဖက်မှာတော့ချင်းပြည်နယ်တိတိမြို့တွင်းတိုက်ပွဲမှာအကြံဖက်စစ်ကောင်စီရဲ့နတ်တလရုံနဲ့ Yes Gun ကိုချင်းတော်လန်ရေးတပ်တွေကသိမ်းပိုက်လိုက်ပြီးရဲခွနဲ့ဦးကိုအရှင်ဖမ်းမိထားတယ်လို့ချင်းပြည်နယ်သတင်းရင်းမြစ်ကပြောပါတယ်မေလ26ရက်နေ့ဖြစ်တယ်မနေ့ကညာဘိုင်းကနေစပြီးတိတိမြို့ကို PDS ဇိုလန်နဲ့ CNO ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာ ဒီကနေ့မေလ28ရက်နေ့မနက်ပိုင်းမှာတော့အချက်ဖတ်စစ်ကောင်စီရဲ့နတ်တလာရုံးတဲ့ yes scan ကိုချင်းဒေါ်လာရင်းတက်တွေကတိမ့်ပိုက်လိုက်တယ်ဆိုပါလေအဲ့ဒီမြို့တွင်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကသေတဲ့သူတွေလည်းတော်တော်များတဲ့အပြင်ရဲခုနှစ်ဦးကိုလည်းအရှင်ဖမ်းမိထားသလိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကသူတို့ရဲ့ခလရ269တက်မှာပွားပေါင်းပြီးအကြီးကျယ်ခံစစ်ပြင်ထားသလိုလေကြောင်းတက်ခိုက်မှုတွေလည်းလုပ်နေတဲ့အတွက်တိုက်ပွဲကဆက်လက်ပြင်းထန်ဖို့ရှိနေတယ်လို့ချင်းပြည်နယ်စစ်ရဲတရင်ရင်မြစ်ကပြောထားပါတယ်ခင်ဗျ ဒီတခါမကွေးတိုင်းဘက်မှာတော့အောင်လံမြို့နယ်မှာစစ်မှုထမ်းကိစ္စကိုအကြောင်းပြပြီးပြည်သူတွေစီကနေမတရားငွေညှစ်နေတဲ့ပြူစော့တီခေါင်းဆောင်တင်ထေးဆိုသူပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုသေသွားပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်မေလ26ရက်နေ့ဖြစ်တယ်မနေ့ကပဲအောင်လံမြို့နယ်ကြမ်းမွေးဂျေးရွာနေပြူစော့တီခေါင်းဆောင်တင်ထေးဆိုသူနေအိမ်ကိုပြန်လာတဲ့အချိန်အမိမသိတနတ်သမားတွေကနေတနတ်နဲ့၃ချက်ပြစ်ခတ်ရမှာနေရမှာပဲပွဲချင်းပြီးကိုသေသွားတယ်ဆိုပါတယ် အဲ့ဒီပျော်စတိကောင်းဆောင်တင်ထေးဆိုတဲ့သူဟာစစ်တပ်ကိုအကြီးအကျယ်ထောက်ခံတဲ့သူဖြစ်တဲ့အပြင်စစ်တပ်အားကိုနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောင်နေုံနဲ့မကစစ်မှုထမ်းကိစ္စကိုအကြောင်းပြပြီးမတရားငွေညှစ်တောင်းရန်နေတဲ့သူဖြစ်ပြီးအခုတော့သေးပြီလို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျတဖက်မှာလေစကိုင်းမြို့မှာအချက်ဖက်စကောင်စီအရာရှိအတိုင်းဝိုင်းကအမျိုးသမီးတအူးကိုမဒိန်မှုကျူးလွန်လိုက်တဲ့ရက်ကွက်အုပ်ချုပ်ရေးမှုနဲ့ပြူစော့တီနှစ်အူးကို နေပြည်တော်ကရဲတွေဆင်းလာပြီးလာရောက်ဖမ်းဆီးသွားတယ်လို့စကိုင်းမြို့နယ်သတင်းမှပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။မေလ22ရက်နေ့ကစကိုင်းတောင်ပေါ်မှာစစ်ကောင်စီဝန်တန်းအရာရှိအတိုင်းဝိုင်းကအမျိုးသမီးတဦးဟာသူ့ချစ်သူနဲ့ချိန်တွေ့နေတဲ့အချိန်စကိုင်းမြို့ပါရမီရက်ွက်အုပ်ချုပ်ရေးမှူးပြူစောတိကောင်းဆောင်ကျော်စိုးနဲ့ဇော်ကြီးဆိုတဲ့သူတို့ကတနတ်ထောက်ဖမ်းဆီးသွားပြီးမဒိန်ကျင့်လိုက်တယ်ဆိုပါတယ်။အဲ့ဒီနောက်မဒိန်ကျင့်ခံရတဲ့မိန်းကလေးကစကိုင်းမြို့ရက်စကန်ကိုတိုင်ကြားခဲ့ပြီးမြဲ အရေးယူမှုမရှိတဲ့အတွက်မေလ25ရက်နေ့မှာတော့နေပြည်တော်ကရဲတွေကိုယ်တိုင်ဆင်းလာပြီးမဒိမ့်မှုကျူးလွန်တဲ့စကိုင်းပါရမီရက်ကွက်အုပ်ချုပ်ရေးမှုပြစောတိကျော်စိုးတဲ့ဇော်ကြီးဆိုသူတို့ကိုလာရောက်ဖမ်းဆီးသွားတယ်လို့စကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ စကိုင်းတိုင်းကရွှေဘုံမြို့နယ်မှာလူငယ်တအုပ်ကိုဖုန်းထဲမှာ PDF နဲ့ဆက်သွယ်တဲ့ message တွေ့တယ်ဆိုပြီးစစ်ကောင်စီတရားရုံးကတေတံချမှတ်လိုက်တယ်လို့တေတံချခံရတဲ့လူငယ်ရဲ့မိတ်ဆွေတွေကပြောပါတယ်ရွှေဘုံချင်းတော်မှာဖန်စီခံထားရတဲ့ရွှေဘုံမြို့နယ်စိတ်ခွန်ကျေးရွာနေကိုနေလင်းဥဆိုတဲ့သူကိုအကြံဖတ်စစ်ကောင်စီကရွှေဘုံမြို့စစ်စေးရေးဂိတ်မှာ PDF နဲ့ဆက်သွယ်ထားတဲ့ message တွေ့လို့ဆိုပြီးပြီးခဲ့တဲ့ဒီဇင်ဘာလကဖန်စီခဲ့တာပါအဲ့ဒီနောက်အခု April 29ရက်နေ့မှာတော့ အသက်28နှစ်အရွယ်ကိုနေလင်းဦးဆိုတဲ့သူကိုစစ်ကောင်စီရဲ့တရားရုံးကနေတေတံချမှတ်လိုက်ပြီးအယူခံဝင်ခွင့်ရှိတယ်လို့လည်းပြောထားတယ်လို့တေတံချခံရတဲ့သူရဲ့မိတ်ဆွေတဦးကပြောထားပါတယ်ခင်ဗျာဒါမှမဟုတ်ရခိုင်ပြည်နယ်ကအခြေအနေပေါ်တော်လိုင်းအားစုတချို့နဲ့ရက်ဘတ်အဖွဲ့195ဘွယ်ရဲ့သဘောထားထုတ်ပြန်ချက်မှာစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေ The Big Comedy GSC ကမပါဝင်တော့ဘဲနှုတ်ထွက်လိုက်တယ်လို့ GSC ကနေတရားဝင်ကြေညာလိုက်ပါတယ်မေလာ22ရက်နေ့ကပဲ ရခိုင်မြန်မာမြောက်ပိုင်းကရ ेंजर အရေးကိစ္စအခြေအနေတွင်နဲ့ပတ်သက်ပြီးတော်လိုင်းအင်အားစုတချို့နဲ့ရပ်ဖက်အဖွဲ့အစည်းတရား95ဘွဲ့ရဲ့သဘောထားပူးတွဲထုတ်ပြန်ချက်မှာဇာနာရှင်စနစ်တိုက်ဖြတ်ရေးအထွေထွေသပိတ်ကော်မတီ GSC လက်ပါဝင်ခဲ့တဲ့အပေါ်ဒါဟာ GSC အဖွဲ့မှာပါဝင်တဲ့အစုအဖွဲ့အလုံးရဲ့သဘောထားအမြင်ကိုထင်ရှားချက်မရှိဘူးလို့လည်းဆိုထားပါတယ်အဲ့ဒီအတွက်လက်ရှိအဲ့ဒီထုတ်ပြန်ချက်ထဲက195ဘွဲ့တက်ကနေဇာနာရှင်စနစ်တိုက်ဖြတ်ရေးအထွေထွေသပိတ်ကော်မတီ GSC အနေနဲ့နှုတ်ထွက်လိုက်ပြီလို့ထုတ်ပြန်ခဲ့တာပါလက်ရှိမှာလည်း ဆန္ဒရှင်စနစ်တိုက်ဖြတ်ရေးအထွေထွေတပိတ်ကော်မတီ GSC အနေနဲ့ရင်ဂျာပါဝင်အခြားသောအဖိနှိတ်ခံလူနည်းစုတွေရဲ့လူသားဂုံတိတ်ခါနဲ့လူအခွင့်ရေးတွေအတွက်ယက်တီချက်ကိုမရိမ့်မရိုင်ဆက်လက်ခံယူထားပြီးလက်ရှိရခိုင်ပြည်နယ်အတွင်းမှာဆင်ထွန်းနေတဲ့စစ်သုံးစစ်တိုက်ဖြတ်ရေးတော်လှန်ရေးအရှိန်ဟုန်ကို GSC အနေနဲ့ဆက်လက်ထောက်ခံယက်တီသွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်ထားတဲ့နေမြေအတွင်းကကြားဖြန့်လုပ်ငန်းတွေကနေ နှစ်စဉ်အမေရိကန်ဒေါ်လာ3.8ဘီလီယံလိမ့်လည်နေပြီဘီဂျက်ကဒေါ်လာ1900ကျော်ရရှိနေတယ်လို့ USMB ကပြောလိုက်ပါလေအဲ့ဒီဘီဂျက်ထိန်းချုပ်ထားတဲ့နေမြေအတွင်းကကြားဖြတ်ငွေလိမ့်လုပ်ငန်းတွေကနေဘီဂျက်ကောင်းဆောင်စောချစ်သူအတွက်အကြီးမားဆုံးအမျက်ငွေတွေရရှိနေပြီအဲ့ဒီငွေတွေဟာတရုတ်ရာဇဝတ်ဂိုင်းတွေကြောထောက်နောက်ခံပြုထားတဲ့ online casino နဲ့ online ကြားဖြတ်ငွေလိမ့်လုပ်ငန်းတွေကနေရနေတာဖြစ်တယ်လို့အဲ့ဒီငွေလိမ့်လုပ်ငန်းတွေကနှစ်စဉ်အမေရိကန်ဒေါ်လာ3.8ဘီလီယံလိမ့်လည်နေကြပြီး အဲ့ဒီထက်ကမှဘီဂျက်ကဒေါ်လာ3900ကျော်ရရှိနေတယ်လို့ USMB ကနေမေလ22ရက်နေ့ကပဲထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဒါပြင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာတရုတ်ရဲ့နှိမ်နှင်းမှုကြောင့်ကြားဖြတ် online ငွေလိမ်ဂိုင်းတွေဟာကရင်ပြည်နယ်ဘက်ကိုရွှေ့ပြောင်းသွားကြပြီ။အဲ့ဒီငွေလိမ်လုပ်ငန်းတွေမှာစစ်တပ်လက်အောက်ခံဘီဂျက်ကောင်းဆောင်စောချစ်သူမုတ်သုံးတင်ဝဲစိုင်းကျော်လှရော်ဂျာခင်တို့ကအဓိကပါဝင်ပတ်သက်နေတဲ့သူတွေဖြစ်တယ်လို့ USMB ကဧပြီလ22ရက်နေ့ကပဲထုတ်ပြန်ခဲ့ပါသေးတယ်။အဲ့ဒီလို့ ဂျင်ပြည်နယ်မှာပြောင်းရွှေ့နေတဲ့ကြက်ဖြတ် online ငွေလိမ်ဂိုင်းတွေဟာအမေရိကန်နိုင်ငံကိုပြစ်မှတ်ထားလာပြီးအမေရိကန်ဆိုရအနေနဲ့မြမအိန်းကြီးချင်းနိုင်ငံတွေနဲ့အတူနိုင်ငံပေါင်းစုံပါဝင်တဲ့ရဆွေနှိမ်နှင်းရေးအဖွဲ့တွေဖွဲ့စည်းဖို့ကိုလည်းတိုက်တွန်းရမှာဖြစ်တယ်လို့ USIB ကအကြံပြုထားပါသေးတယ်။လက်ရှိဂျင်ပြည်နယ်ကကြက်ဖြတ် online ငွေလိမ်လုပ်ငန်းတွေဟာဘီဂျက်ကောင်းဆောင်စော့ချစ်သူရဲ့ထိန်းချုပ်နယ်မြေတွေမှာလဲပတ်နေပြီးအဲ့ဒီဘီဂျက်တပ်ဖွဲ့ဟာအင်အား8000ကျော်နဲ့ဖွဲ့စည်းထားတယ်လို့အဲ့ဒီဘီဂျက်လို့ခေါ်တဲ့အမည်ပြောင်း KNA တပ်ဖွဲ့ကို KNU နဲ့စစ်ကောင်စီတပ်ကပါ တိုက်ရိုက်ပဋိပက္ခဖြစ်ပွားဖို့စံနာမရှိဘူးလို့လဲ USMB ကဆိုထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ